သင်သိပါသလားပြီးခဲ့တဲ့ပိုင်းဒီမှာတော့ DB Cooper ရဲ့ Lean Plan ပေးဆွေးမှုနဲ့ FBI ရဲ့နှစ်ပေါင်းများစွာကြားခဲ့တဲ့လူလိုက်ရှာပုံတော်အကြောင်းကိုတင်ဆက်ပေးခဲ့ပါတယ်ဒီနေ့နောက်ဆုံးအပိုင်းဖြစ်တဲ့အပိုင်း၃မှာတော့နှစ်ပေါင်းများစွာ tip sick နေခဲ့တဲ့ဒီအမှုကိုပြန်လည်လုခတ်သွားစီခဲ့တဲ့တွေးရှိမှုနဲ့ယနေ့တိုင်းအငင်းပွားနေကြဆဲဖြစ်တဲ့ theory အကြောင်းကိုတင်ဆက်ပေးသွားမှာပါ1980ခုနှစ်မှာ Brian Ingram ဆိုတဲ့စစ်နှစ်အွယ်ကောင်လေးတယောက်ဟာကိုလံဘီယာအမေရိကန်ပြည်မှာ မိသားစုနဲ့အတူမီးပုံပွဲလုပ်ရင်းကစားနေတော့တဲရီထဲမှာနစ်မြုပ်နေတဲ့ပတ်စံထုတ်တထုတ်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဒီပတ်စံတွေဟာဆွေးမြေနေသည့်စစ်ဆေးကြီးတဲ့အခါမှာတော့လွန်ခဲ့တဲ့6နှစ်ကဒီဘီကူပါကိုပေးခဲ့တဲ့ပတ်စံတွေကဒေါ်လာ9000ဆီယာဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။ဒီတွေ့ရှိမှုကအမှုကိုပြန်လဲအသက်ဝင်လာစေခဲ့ပြီးမင်းဗဟေလီကိုပို့ပြီးရှုပ်ထွေးသွားစေခဲ့ပါတယ်။ပတ်စံတွေကဒီနေရာကိုဘလို့ရောက်လာတာလဲ။ ကိုပါကဒီနေရာမှာပဲတည်ဆုံသွားခဲ့တာလားဒါမှမဟုတ်ပတ်စံတွေကိုဒီနေရာမှာလာဝတ်ခဲ့တာလားဘူမိပေရာတင်ညာစီတွေကမြေရည်စီကြောင့်ကိုလေ့လာပြီးပတ်စံတွေမျောပါလာနိုင်တဲ့နေရာကိုခန့်မှန်းခဲ့ပေမဲ့ဒါကလည်းကူပါခုန်ချန့်ခဲ့တဲ့နေရာနဲ့မကိုက်ညီခဲ့ပါဘူးဒီမေကိုနေကြောင်ပဲ DB ကူပါဘသူဖြစ်နိုင်တယ်လဲဆိုတဲ့ theory တွေဟာယနေ့တိုင်ပေါ်ထွက်နေသေးပါအဓိကတန်တရားရှိသူတွေထဲမှာ Richard McQuine Jr. လို့ခေါ်တဲ့ VNM စစ်ပြန်တယောက်လည်းပါဝင်ပါတယ် ်သူဟာကူပါရဲ့ဖိရအပြီးငါလာအကြာမှာအလားတူလေရင်ပြန်ပေးဆွဲမှုတစ်ခုကိုကျူးလွန်နေပြီးထောင်ဖောက်ပြီးရင်အသက်ခံခဲ့ရပါတယ်သူရဲ့လုပ်ပုံကြိုင်ပုံကစင်တူဝင်မဲ့ကူပါရဲ့မျက်မြင်တက်တွေတွေကတော့မခွန်းရဲ့ဓာတ်ပုံကိုပြတဲ့အခါမှာသူမဟုတ်ပါဘူးလို့ထွက်ဆိုခဲ့ကြပါတယ်နောက်တစ်ယောက်ကတော့ဒဝင်းဝေပါပါ သူဟာသူ့မတည်ဆုံးခက်မှာ သူမိမကိုငါကဒန်ကူပါပါလို့ဝန်ခံသွားခဲ့တယ်လို့ဆိုပါတယ်။သူ့ရဲ့အတိတ်ကလည်းလျှို့ရွှတ်ချက်တွေနဲ့ပြင်းပြင်းထန်ထန်ခဲ့ပေမဲ့ သူ့ရဲ့ DNA ကလည်းလီယန်ဘော်ကကြံခဲ့တဲ့ DNA နဲ့မကိုက်ညီခဲ့ပါဘူးဒီလိုသံတရားရှိသူတွေအများစွာ ရှိခဲ့ပေမဲ့ဘသူ့ကိုမှအတီးကြလက်ညှိုးထိုးနိုင်ခဲ့ခြင်းမရှိပါဘူးအငင်းခုံများဆုံးမိကုန်းကတော့ "तू အသက်ရှင်နိုင်ခဲ့တလား"ဆိုတာပါ FBI ကတော့ "तू ခုံချခဲ့တဲ့အခြေအနေမုံတန်းထန်နေတယ်ညာ"အနုတ်ခမစာဒီဂရီဖာရင်ဟိုက်တီအိတ်ခဲနိုင်တဲ့လေထူးကျန်းထန်းတဲ့မြေပြင်တို့ကြောင့် "तू အသက်ရှင်ဖို့မထင်နိုင်ဘူး"လို့ကောက်ချက်ချခဲ့ပေမဲ့ ကူပါဟာလေရင်အမျိုးအစားပြန်တန်းရမယ်ပုံစံလေထီအမျိုးအစားတွေကိုအသေးစိတ်ညွှန်ကြားနိုင်ခဲ့တာကြောင့်လေเจ้าနဲ့လေထီခုံကြီးမှာအတွေ့အကြုံရှိသူတယောက်ဖြစ်နိုင်ပြီးသူဟာအသက်ရှင်လွတ်မြောက်သွားပြီးဘဝတစ်တစ်ခုနဲ့နေရာသူနေရာမှာနေထိုင်နေတယ်လို့ဂျုံတီသူတွေလည်းအများစွာရှိနေပါတယ်။2016ခုနှစ်မှာတော့ FBI နာနှစ်ပေါင်း45နှစ်ကစုံစမ်းစစ်ဆေးခဲ့တဲ့ဒီအမှုကိုအထောက်အထားအသိမတွေ့မသိခင်တရားဝင်ပိတ်သိမ်းလိုက်ပြီးလို့ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ DB ကူပါရဲ့ဇက်လန်းကတော့မပြီးဆုံးသွားပါဘူး။သူဟာအစိုးရကိုအောင်မြင်စွာစိန်ခေါ်ခဲ့ပြီးလွတ်မြောက်သွားတဲ့သူရဲကောင်းတယောက်အဖြစ်အမေရိကန်ရဲ့ခေတ်သစ်တန်တားကြီးထဲမှာအသက်ရှင်နေဆဲမှာပဲ။သူဘသူလဲဘာတွေဖြစ်ခဲ့လဲဆိုတာကတော့နေထဲမှာတိုးတိုးလေးကြံရတဲ့ပဟေလီတခုကဖြစ်သာဝရတီရှိနေမှာပါပဲအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ် ီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and subscribe လုပ်ပြီးသုံးသိန်းဖယ်ထားခြင်းကပတ်သက်ပြီးခွေးအနီလန်းကိုတားလန်စီရင်တဲ့ဗီဒီယိုတွေကိုစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ကျွန်တော်တို့ကအားလုံးကိုကြိုဆိုပါတယ်